သမိုင်းဆိုတာလူမျိုးနယ်စု နိုင်ငံတနိုင်ငံရဲ့အတိတ်ပုံရိပ်တွေပါပဲခေတ်ဆက်ဆက်ဖြတ်သန်းခဲ့တဲ့အဖြစ်အပျက်တွေနဲ့ရင်းချင်းမှုအဆင့်တန်းတွေကိုလည်းအတန်တိတ်ပြောပြနိုင်ပါတယ်မြန်မာတို့ရဲ့ထောင်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးတဲ့သမိုင်းရဲ့အောက်ကျောင်းတွေထဲမှာအထင်ကရမြို့ပြနိုင်ငံတွေနဲ့မြို့တော်ဟောင်းကြီးတွေဟာနိုင်ငံတနံတလျာပြန့်ကျဲပြီးတည်ရှိနေခဲ့တယ်အဲ့ဒီထက်မှမြန်မာနိုင်ငံလေပိုင်းဒေသက ေရာဝတီနောက်ခက်ကမ်းမမရှိတဲ့သခိုင်းမြို့တော်နဲ့သခိုင်းတောင်ရိုးကလည်းမိထားလို့မရနိုင်ပါဘူးမြမပြည်မြောက်ဖျားကနေဆူဆင်းလာတဲ့ေရာဝတီဟာသခိုင်းရဲ့အရှိတ်ဘက်ကိုရောက်တော့ကွေ့ဝိုက်ပြီးဆူဆင်းလို့လာတယ်ေရာဝတီရဲ့တစ်ဖက်တစ်ချက်မှာလည်းကဗျံကြီးတွေဆင့်ဆင့်ပြီးရှိနေသလိုကဗျံကြီးတွေပေါ်မှာစီရီဖွေးဖွေးတွေကိုနေရာအနှံ့တည်ထားကိုဝယ်ကြတယ် မြမပြည်သူကပညာရှင်တွေရဲ့လက်ရာတွေဟာသခိုင်းတောင်ရိုးတောင်ဆွေတောင်တန်းနဲ့ကပယံတွေပေါ်မှာအလှတရကိုစောင်းထားလိုက်ကြလို့ပါပဲ။အယောင်ရီမြင့်ဟာအင်းဝဝလွန်နာနဲ့ပွေပြီးစစ်စင်းသလိုမြေချောင်းကလည်းကျင်းသွားတယ်။သခိုင်းမြင့်ကန်းကြီးကနေထိုင်ကြည့်နေမယ်ဆိုရင်တက်ဖောင်းဝဖောင်းတွေဆုံဆင်းသွားတာတင်းပေါင်းမော်တော်နဲ့မြေတမ်းမှန်တွေစုံကြီးဆန်ကြီးကူးနေတာကိုနေ့တိုင်းလိုလိုမြင်တွေ့ကြရမှာပါ။ ဘိုင်းမှာရှိခရဲကတဲထားတဲ့မြင်းဝတရားနဲ့နောက်ပိုင်းမှာတဲထားတဲ့ဒရဏဘုံတရားဆိုပြီးတရားနှစ်ဆင်းရှိတယ်။မြင်းဝတရားကြီးဟာမြန်မာနိုင်ငံရဲ့ခရီးလမ်းမဆက်သွယ်ရေးအတွက်အဓိကကြတဲ့တရားကြီးပါ။တရားကြီးမှာမြန်မာနိုင်ငံမြောက်ပိုင်းနဲ့တောင်ပိုင်းကိုဆက်သွယ်တဲ့ဤထားလမ်းကြီးရှိလိုပါပဲ။မြင်းဝတရားကြီးကို1934ခုနှစ်သံတော်ဝင်ရင်းနေမှာ မာနိုင်ငံဘီယင်ကဆောက်စတီဗင်ဆန်ကဖွင့်လှစ်ပေးခဲ့တယ်။ဒါပေမဲ့အင်းဝရရာကြီးဟာရှင်းနဲ့အကြမ်းမှာဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ဖြစ်စည်းဖြစ်တာခံခဲ့ရတယ်။ဂျပန်နေဝင်လာတော့စစ်ဆုပ်ခွာရတဲ့ဗြိတိရှားတပ်တွေဟာအထူးကြတဲ့သက်တေးရန်ကြောင့်ဖြစ်တဲ့အင်းဝရရာကြီးရဲ့ဂုံးမတ်98ကိုမိုင်းခွဲပြီးဖြစ်စည်းလိုက်ကြတယ်။အဲဒီနေ့ဟာ1942ခုနှစ်ဧပြီလ30ရက်နေ့ပါပဲ။ မြန်မာနိုင်ငံလွတ်လာရပြီလို့1953ခုနှစ်ရောက်မှရာဇီကိုပြန်လည်ပြင်ဆင်နိုင်ပြီး1954ခုနှစ်အော်တိုဘာလမှာပြီးစီးခဲ့တယ်စကိုင်းမြို့ဟာနမ်းမြို့တော်နဲ့တင်ဖြစ်ခဲ့တဲ့မြို့တစ်မြို့ပါပထမစကိုင်းမြို့တော်ကိုအသင်ခေယဆိုးရုံကဇေယပူရအမည်နဲ့စပြီးတည်ပါတယ်။တာယာဝိုင်းစကိုင်းတဲဆိုပြီးမြို့တဲတဲ့နှစ် 684ခုနှစ်ကိုမှတ်သားခဲ့ကြတယ်။သခိုင်းမြင့်ဆက်ခုနှစ်ဆက်မြောက်မင်းပြောက်ဘရင်လက်ထက်တက်ကြရ926ခုနှစ်မှာရှမ်းတူကြီးဝါတိုက်လို့မြို့ပြစ်ခရရသလိုမင်းဆက်ပါပြက်ခရရတယ်။တက်ကြရ1124ခုနှစ်မှာကုန်းမောင်ဆက်အလောင်းဖျားနောက်ဆက်ခံတဲ့နောင်တော်ကြီးမင်းကသခိုင်းမြို့တဲ့ကိုထပ်ပြီးတည်တော်မူပါတယ်။သခိုင်းမြို့ကိုဒေယာပူရအနန္ဒပူရ အတုရပရိလို့ရှေးကခေါ်ခဲ့ကြဘူးသလိုတာကိုင်းတစ်ကိုင်းတို့လည်းသုံးဆွဲရေးသားမတန်းတင်ခဲ့တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်သခိုင်းရဲ့တမန်ရွာထဲမှာရာဇာမဏိစူလာစီရီတော်ကြီးလည်းပါဝင်ပါတယ်သခိုင်းမြို့အနောက်မြောက်ယွန်းယွန်းငါးမိုင်กว่าက ကိုင်းရှိဖို့မုံရွာကားလမ်းပြီးမှာသိတိတော်ကြီးရှိတယ်။ဒီဟိုကျွန်းအနုရာရမြို့မှာရှိတဲ့ကောင်းမှုမဟာစေတီပုံတိုင်းဒေထခုွယ်ပါတယ်။အဲဒါကြောင့်စဘာစုပုံတိုင်းလုံလုံပုံပုံနဲ့တမူထူးခြားစွာဖူးပြရတဲ့သိတိတော်ကြီးပါ။သိတိကြီးကို7နှစ်ကြောင်တိဆောက်ခဲ့ကြရပြီးညံတော်188ပေးနဲ့သိတိတော်ရဲ့လုံပတ် ရှိရရှိစေပြီးနဲ့ငားလည်းမှရှိရဲ့ရာဇာမဏိစူလာကောင်းမှုတော်ဖရာကြီးရဲ့ဒါရေကာရတနာပူရရွှေပြည်ကိုဆုတ်ဆန်တဲ့ညောင်ရမင်းဆက်သာလွန်မင်းတရားကြီးပါပဲသက်ကလေး998ခုနှစ်မှာတည်ခဲ့ပြီးအုတ်ချက်ရေပေါင်းဒဂရီသိန်း7000နဲ့6552ချက်နဲ့တည်ထားပါတယ်သီရီတော်မှာဂေါရမဖရာရှင်ရဲ့လက်ဝဲအောက်ဆွေတော်အစ်တစု ညသပိတ်တော်တစ်လုံးသံတော်မြတ်ဆက်တစုကိုထာပနာထားတယ်။အဲ့ဒီအပြင်လူထားတဲ့ရွှေငွေကြောက်သံဗရမဆင်းလူတော်နဲ့ယရနာတွေများများလွန်းလာကြောင်းထာပနာတိုက်ခုနှစ်တိုက်နဲ့ပူဇော်ထားရှိရပါတယ်။ဒေဒီတော်ကြီးဟာကြီးမားလွန်းလာလို့ရေကြပ်ပတ်လဲနဂါးရေပြွန်60ထားရှိရတယ်။ဒေဒီကြီးရဲ့ပတ်လဲမှာအဆောင်နဲ့ရုပ်လှိုင်ပေါက်ပေါင်း120ရှိတယ်လို့ ဆီမီပူဇော်တဲ့အတိုင်ပေါင်းတစ်ထောင်ရှိပါတယ်။ရှင်အရဟံနဲ့အနောထာမင်းကြီးတို့ရဲ့ဗုဒ္ဓသာသနာပြည့်မှုကြောင့်သာသနာကိုချီးမြှောက်ပူဇော်တဲ့ဘုရင်တွေပေါ်ထွန်းလာပြီးသီရတော်တွေကိုကြည်ကျဲခန်းနာတဲ့ခန္ဓာအောင်တည်ထားကိုးဝယ်လာကြတယ်။ကြည်ကျဲလာတဲ့သီရကြီးတွေကမင်းဤဂရစ်တွေအကြောင်းပြောပြမယ်။ပြီးတော့အဲ့ဒီခက်ကပြည်သူတွေနဲ့ခက်အခြေအနေကိုအတွေ့ပွားစေတတ်ပါတယ်။ ဓိကကတော့နိုင်ငံတနိုင်ငံရဲ့သမိုင်းကြောင်းကိုတင်းတင်းရှားရှားသိနိုင်တာပါပဲသခိုင်းတော်ရုံးမှာယဟန်သူတော်စင်တွေတရားကျင့်သုံးတဲ့ဂူတွေကျောင်းတင်ငန်းတွေနဲ့သိရိတ်ဝါရိတ်ကားနဲ့ကျောင်းကြီးအများကြီးပါပဲကျောင်းပေါင်း900ဝန်းကျင်ရှိတယ်ကျောင်းဆိုတာက တောင်ခွေတောင်ကဘာလေးခွေရကြောင်ကြတဲ့နေရာကိုပြောရမှာသခိုင်းတော်မှာရှိတဲ့ကြောင်ကြီးထဲမှာကတ္တဖကြောင်ဟာရှင်းလွန်ကြတဲ့ခါကလေးရရှိခဲ့တယ်လို့ယူဆထားကြတယ်ဘုံတော်ကြီးတွေတရားရှာမိသတင်းသုံးတဲ့ကြောင်တွေရှိတယ်လို့သီလရှင်တွေနေထိုင်တဲ့ကြောင်တွေရှိတယ်တက်ကြတဲ့1325ခုနှစ်မှာတည်ထောင်ခဲ့တဲ့ဒေယာတိကြီးကြောင်စာတင်တိုက်ဟာဒီကရှင်လေးတွေရဲ့ တရားသာရွတ်ဖတ်တမ်းကလွဲလို့ဘာသာမှမကြားရပါဘူး။သံတရားဝိဒုက္ခกินလို့ရရှာတဲ့သူတွေနေထိုင်တဲ့နေရာဖြစ်လို့အေးချမ်းစိတ်နေလာပါလေ။ဘုရားရဲ့တရားတော်တွေကိုရွတ်ဖတ်စက်မှတ်သင်အံပြီးဝိနည်းတော်တွေနဲ့နေထိုင်ကြတယ်။ဘုရားဖျားရှင်ကိုယ်တော်တိုင်မိရွေးတော်ဂေါရမီကိုအကြောင်းခံပြီးအမျိုးမျိုးသမီးတွေကိုဒိတ်ခုနီဝတ်ခွင့်ပြုခဲ့ပါတယ်။ဒိတ်ခုနီတွေရှောင်ကျဉ်စိတ်သုံးရတဲ့ဝိနည်းတွေဟာ တန်ဃာတော်တွေအတွက်ပုံများတယ်။ဒီဟိုနိုင်ငံမှာတော့ဘိက္ခုနီတွေရှိတယ်။မြန်မာနိုင်ငံမှာတော့သီလရှင်တွေပဲရှိပါတယ်။တကယ်တော့သခိုင်းတော်ဟာဒုတိယကမ္ဘာစစ်ဖြစ်တော့စစ်ဘင်းရန်ရှောင်လာသူတွေပုန်းခိုတဲ့နေရာတစ်ခုပါ။မန္တလေးသခိုင်းနဲ့မြန်မာပြည်နှံ့ကစစ်ပြေးဒုက္ခတွေတွေဟာသခိုင်းတော်မျိုးမှာလာရောက်လို့နေထိုင်ကြတာ။ 这边没讲，你家给人，他买的贵吗？他没年这样的表演，很少有不嘞，像他那没样的吗？按照有个、啊，天下人那样的吗？我们总热来巴巴的，刚刚我教 b y 扫车的，我们辛苦着一把。 က်ကလေး689ခုနှစ်မှာသခိုင်းတရဖျားမင်းရဲ့ငယ်စရာတင်းဝသတို့မင်းများရဲ့နောင်ဆရာတော်ဖြစ်တဲ့ဘရူစင်ခရာသာဆရာတော်ကတည်တော်မူခဲ့ပါတယ်။တင်းခရာသာဆရာတော်ဟာကြောင်းကံဖျားဝတ္တကမြာတွေကနေခွန်ခါကောက်ခံပြီးအဆသာအယားယာစီမံခန့်ဝဲခွင့်ရှိတဲ့ယဟန်ကြီးဖြစ်ပါတယ်။ဆရာဝတ္တကမြာရရှိတဲ့အခွန်ခါငွေတွေနဲ့အလျားပေတရာကုစေ အနံ14ပဲအမြင့်26ပဲရှိတဲ့ဥမီ30ဆိုင်မှုတော်ကိုဖြေတော်မူတာပါဆိုင်ဝင်ပေါက်30နဲ့ဆိုင်တွင်းမှာဘုရားရုပ်ဘွားတော်55စုကိုပူဇော်ထားတယ်။ရှားပါလုံးလာတဲ့ဆရာရှင်ရဲ့အရိယဓတ်တော်တွေနဲ့ရောက်ကြီးရမှာအသွန်ထက်လာတယ်။ရတဲ့ရှင်ကိုထာပနာထားတယ်လို့သိရပါတယ်။ကျေးဆက်ဆက်ကပြင်ပြင်ခဲ့ကြသလိုအမရပူရနန်းဆန်နဲ့ ပကံမင်းကလည်းတက်ကြတဲ့1408ခုနှစ်မှာအကြီးအကျယ်ပြည်ပြင်းတော်မူခဲ့ပါတယ်။ဝါလာလာလာသာသာလို့ပြည်တွင်းပြည်ပဘုရားဘုရားတွေအလာများတဲ့နေရာတစ်နေရာပါပဲ။တိုင်းတော်ရုပ်တော်က တောင်စင်တောင်ဆွေတွေဟာစိတ်ဆူလန်းဆန်းတဲ့စိတ်ရိပ်ဝါရိပ်တွေနဲ့အေးမြသာရလာပါတယ်။တရားရှာသူတွေနေထိုင်တဲ့နေရာဖြစ်လို့လေပူပြီးငြိမ်းချမ်းအေးမြနေတာဖြစ်မှာပါ။ရုပ်ကူတန်တွေငကလေးတွေရဲ့အတန်းကလွဲလို့ဘာသာမှမကြားရတဲ့စိတ်ငြိမ်လာတဲ့ဒေသကလေးပါ။နေတဲ့တွန်းလန်းကနေသွားနေရင် ထင်မရှားကြောင်းတနေရာရောက်တော့ရုပ်ဆောင်ကြောင်းတစ်ကြောင်းကိုတွေ့ရတယ်ရုပ်ဆောင်ကြောင်းကလေးဟာရှင်းမြမလက်ရာအတိုင်းသတ်နိပတ်တော်တွေကိုကနှုတ်ဗဘူးလက်ရာတွေနဲ့ထုလုပ်ထားပါတယ်ကြောင်းပြင်ဝရန္တာလက်ရန်တွေအမိုးပြတ်သက်တွေမှာနှုတ်ရနေတဲ့ရှင်းဗဘူးလက်ရာတွေတွေ့မြင်ရတယ်ကြောင်းတွင်နေရာအနှံ့နဲ့မြင့်တဲ့ချက်တွေမှာပါ အနုစိတ်လို့စောက်ထားတာကြောင့်တံပိုးမဖြတ်နိုင်တဲ့ရှင်းလက်ရည်တွေကတခုပါပဲကျောင်းရဲ့မှတ်တမ်းမှတ်ရာတွေကိုတော့ရှာလို့မတွေ့ရပါဘူးဒီစကိုင်းတောင်ရိုးပေါ်မှာတစ်ချိန်ကမင်းမိဖုရားဝန်ကြီးဝန်ခံတွေပါဆားရောက်လူလန်းကြတဲ့ရုပ်စုံကျောင်းကြီးတွေရှိခဲ့ဘူးလေမှန်ကျောင်းနှမ်းကျောင်းဆရာဝန်ကြီးကျောင်းနဲ့ ိတ်ကျောင်းတော်ကြီးတို့ဟာထင်ရှားတယ်အခုတော့ပြက်စီးသွားကြလို့သမိုင်းရဲ့လက်ရာအဆန်းအတွေပဲကျန်မာတော့တယ်အခုလို သမိုင်းဝင်ရှောင်းအမှုပညာလက်ရာတွေကိုအချိန်မီတမိုးထားထိမ့်သိမ့်သိမ့်လာပါတယ်နေဘူးမိုးရွာတွေထဲမှာမြစ်ပလောက်ကြာကြာများ ရှိနေနိုင်ပါပါတယ်အဖက်ဖက်ကစဉ်းစားပြီးရင်ကျင်းမှုအမှုပညာလက်ရာတွေကိုထိမ့်သိမ့်သိမ့်လာပါတယ် နောက်ဖက်ကန်တိုင်းသခိုင်းကနေအထက်ကိုတက်သွားရင်မင်းကုန်းကိုရောက်ပါတယ်။မင်းကုန်းဟာမန္တလေးနဲ့ခုနှစ်မိုင်ပဲဝေးပါတယ်။မင်းကုန်းဟာကဘာကျော်တဲ့နေရာတစ်ခုပါ။မင်းကုန်းပထိုးတော်ကြီးမင်းကုန်းခေါင်းလောင်းခင်းသိကြီးနှစ်ကောင်နဲ့မင်းကုန်းကျက်ထောက်ကဆယ်တို့ဟာမင်းကုန်းရဲ့အထင်ကရကြီးလေးကြီးတွေပါပဲ။ကြီးလေးကြီးကို ရအကောင်ထဲဖော်ခဲ့သူကဂုံပေါင်းမင်း50မြောက်ဖြစ်တဲ့အမရဘူရမြို့တော်ကိုတည်တော်မူတဲ့ဘိုးတော်ခရာဗရုံမင်းတရားကြီးပဲဖြစ်ပါတယ်ဘထိုးတော်ကြီးကိုဘိုးတော်ဘုရားဟာပြီးဆုံးအောင်တင်မသွားခဲ့ပါဘူးကြီးလေးကြီးအသီးသန့်ငုတ်ဆိုးတုံညာအပ်ဆိုပြီးဘထိုးတော်ကြီးပြီးရင်ဂုံပေါင်းမင်းဆက်ပြတ်မယ်လို့ကြောင်တိတ်စကားနဲ့နမိတ်ဖတ်လို့ဆက်မတယ်ပဲရက်ထားတော်မူခဲ့တယ် ငယ်ရွယ်များဤစည်းအောင်တည်ခဲ့မယ်ဆိုရင်ကဘာမှာအကြီးဆုံးစီရီဖြစ်နေမှာပါပထမတော်ကြီးရဲ့နမူနာပုံတော်အရဤဆုံးအောင်တည်မယ်ဆိုရင်ပေ900ညံတော့ရှိမယ်လို့ခန့်မှန်းကြပါတယ်နေ့20တန်းနဲ့ဆောက်လုပ်ခဲ့တဲ့ပထမတော်ကြီးရဲ့တဝက်တပြက်လက်ရှိအမြင့်ပေဟာ162ပေးရှိပြီးတော့ဒေစတူရန်ပေ450ရှိတယ် ဘုရောကြီးမှာဌာပနာတိုင်း22တိုင်းနဲ့ဗုဒ္ဓရုပ်ဘွားတော်တွေဗုဒ္ဓဝင် ရုပ်ထုတွေကုန်းပေါင်ဆက်ဆွေတော်မျိုးတော်ရုပ်ထုတွေကို ရွှေရည်ငွေရည်နဲ့သွန်းလောင်းလို့လူသားထားတယ်လို့သိရတယ်။ရွှေစင်းတို့ရွှေရုပ်1500နဲ့ငွေစင်းတို့ငွေရုပ်1534ခုနဲ့တခြားပစ္စည်းတွေနဲ့ထုတ်လုပ်ထားတယ်။စင်းတို့ရုပ်ပေါင်း36948ရုပ်ဌာပနာထားတယ်လို့မြန်မာမှတ်တမ်းတွေမှာမှတ်သားထားပါတယ်။ အကွဲကြောင်းကြီးတွေကနေထိတ်ထိတက်ပြီးကြည့်လို့ရတယ်။အရင်တက်ကြည့်လူတချို့တက်လို့ကြည့်ကြတယ်။ပထိုးတော်ကြီးဘောကနေတက်ကြည့်ရင်နေရောင်အောင်မှာတလက်လက်ထနေတဲ့လိုင်းကျက်ခုတွေနဲ့တငိမ့်ငိမ့်ပြီးနေတဲ့အရာဝတီဟိုးဝင်းမှာကရှေ့ဆံပြီးတောင်းတာမိုင်းညို့ညို့အဖက်မှာကမင်းဝန်တောင်းတာနဲ့ဖယားစူတီတွေဖုံးလန်းထားတဲ့သခိုင်းတောင်မျိုးတွေကိုစမ်းမြော်ကြည့်နိုင်ပါတယ်။ က်ကရက်600ပြည့်နှစ်မှာမလင်ပြင်းထန်စွာလှုပ်လို့ပထိုးတော်ကြီးဟာအချမ်းကွဲလို့ပြူပြက်ခဲ့ရတယ်။ကွဲတဲ့အုပ်တွေဟာကျောက်တုံးကျောက်ဆိုင်တွေကိုသစုတစည်းတည်းရှိလို့ရှင်းမြန်မာတို့ရဲ့အင်္ဂရိပ်သက်မှုဤပညာဟာသင်တန်းမြင့်ကြောင်းသတိထူနိုင်တဲ့ပထိုးတော်ကြီးပဲဖြစ်ခဲ့တယ်။အာရလာရဲ့ရှုခင်းနဲ့ရင်းကြည့်တဲ့မင်းမမြင်ကိုကြည်ရင်းကြည့်တယ်တွေ ကဘာနဲ့ခီးတဲ့ဒီဟာသစ်စင်နေ့စဉ်မပြတ်လာရောက်ကြည့်ရှုလေလာနေကြတာကြောင့်အမြဲလိုလိုစီကားလို့ထင်ပါတယ်မြန်မာနိုင်ငံမှာသမိုင်းဝင်ဘုရားပထိုးစီရီတွေမိသူကအမှုပညာနဲ့ရာတွေနဲ့ခန်းနာလာတဲ့အဆောက်အဦကြီးတွေအပြင်သမိုင်းတစ်ခွေ့မှာဟိုကောမတန်းတင်ရတဲ့နေရာတွေကမရေတွက်နိုင်လောက်အောင်ကိုပဲညပြားလွန်လာပါပဲအဲ့ဒီလိုဝိသေသတွေနဲ့ပြည်စုံတဲ့ဇေယကန်းကြီးသခိုင်းမြင်းနဲ့ မင်းကွန်းဒေသကတော့မြမတို့ရဲ့တမန်ရုပ်လွားတွေကို ကဘာတီစီရင်သာမြင်သာအောင်ပြောပြနေဦးမှာပဲတော့ပါဘူး